်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ်။ပါတီဆောင်ဒီမိုကရေစီထွေထွေရေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်။နိုင်ငံရေးပါတီတည်တည်နဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့်လွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းခြင်းကို8ရက်9လ2025ရက်နေ့မှာ 22ရက်9လ2025ရက်နေ့ထိသက်ဆိုင်ရာကော်မရှင်အဖွဲ့အစည်းအသေးသေးမှအမည်စရင်တင်သွင်းခဲ့ကြရာနိုင်ငံရေးပါတီ59ပါတီနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းအပါအဝင် ဝင်ရောက်ရှင်ပြိုင်နဲ့လွတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း4963ဦးအမည်စရင်တင်သွင်းခဲ့ကြပါသည်ပြောင်စုတော်ဝန်လုံးစီယုံမဲ့နိုင်ငံရေးပါတီ6ပါတီ တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမဲ့နိုင်ငံရေးပါတီ52ပါတီနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများအမည်စရင်တင်သွင်းမှုမှာပေါ်ပြပါအတိုင်းဖြစ်ပါသည်တင်ပြည်အောင်စုစံခါရီနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူလွတ်တော်265ဦးအမျိုးသားလွတ်တော်156ဦးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်969ဦး တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်း28ဦးစုစုပေါင်း1018ဦးနေ့တိုင်းသားစီလုံးညီညွတ်ရေးပါတီပြည်သူလွတ်တော်182ဦးအမျိုးသားလွတ်တော်131ဦးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်389ဦးတိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်း14ဦးစုစုပေါင်း694ဦး သုံးပြည်သူရှိဆောင်ပါတီပြည်သူလွတ်တော်တရာ93ဦးအမျိုးသားလွတ်တော်တရာ45ဦးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်320ဦးတိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်း14ဦးစုစုပေါင်း682ဦးလေမြန်မာနိုင်ငံတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပြည်သူလွတ်တော် 125ဦးအမျိုးသားလွတ်တော်55ဦးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်243ဦးတိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်5ဦးစုစုပေါင်း428ဦး5ရှမ်းနှင့်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီပြည်သူလွတ်တော်159ဦးအမျိုးသားလွတ်တော်86ဦး တိုင်းဒေသကြီးတို့မဟုတ်ပြည်နယ်လွတ်တော်341ဦးတိုင်းသားလူမျိုးလွတ်တော်ကိုစလဲလောင်း8ဦးစုစုပေါင်း984ဦး6ပြည်သူပါတီပြည်သူလွတ်တော်152ဦးအမျိုးသားလွတ်တော်83ဦးတိုင်းဒေသကြီးတို့မဟုတ်ပြည်နယ်လွတ်တော်288ဦးတိုင်းသားလူမျိုးလွတ်တော်ကိုစလဲလောင်း9ဦးစုစုပေါင်း 912ဦး9တိုင်းဒေသကြီးပြည်နယ်တစ်ခုအတွင်းစီယုံမဲ့နိုင်ငံရေးပါတီ52ပါတီပြည်သူ့လွတ်တော်203ဦးအမျိုးသားလွတ်တော်213ဦးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်925ဦးတိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်း19ဦးစုစုပေါင်း960ဦးရှင်းတတိပုဂ္ဂလပြည်သူလွတ်တော် 52ဦးအမျိုးသားလွတ်တော်3ဦးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်33ဦးတိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်း8ဦးစုစုပေါင်း95ဦးစုစုပေါင်းပြည်သူလွတ်တော်1330ဦးအမျိုးသားလွတ်တော်832ဦးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်2696ဦး တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်၁၀၅ဦးလွတ်တော်ကိုယ်စားလှယ်လောင်စုစုပေါင်း၄963ဦးတို့ဖြစ်ပါတယ်။အဆိုပါကိုယ်စားလှယ်လောင်အမည်စရင်တင်သွင်းမှုများကို23ရက်6လ2025ရက်နေ့မှ4ရက်10လ2025ရက်နေ့တွင်ကိုယ်စားလှယ်လောင်အမည်စရင်တင်သွင်းခဲ့ကြတဲ့သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသေးသေးမှာ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ဟု ဖော်ပြပါရှိပါတယ်ရှင်။